။မြောက်ရည်ရွံ့မြင့်တန်ကြားပြည်တန်များရှင်။မုခုဆရာတော်ဖျားကြီးဟာသက်တော်62နှစ်ရွယ်ကစားပြီးနာမကျန်းဖြစ်တော်မူပါတယ်။အကြောင်းရင်းကတော့နေ့စဉ်ရက်ဆက်တရားဟောပြောနေခြင်းကြောင့်ပင်မနှွမ်းနေမှုကိုအခြေခံကလင်းငန်းယောဂဆွဲကက်လာခဲ့တာဖြစ်ပါတယ်။ဆရာဝန်ကြီးများကစမ်းသပ်စစ်ဆေးကုသပေးပြီးတရားဟောခြင်းမှာခိတအနာယူကိုရှောက်ထားကြတဲ့အခါတရားဟောမှုကိုတော့မတားကြပါနဲ့အချိန်သိမ့်ရှိတော့ဘူးလို့မိုးကုတ်ဆရာတော်ဖရာကြီးကမိန့်တော်မူပါတယ် မိုးကိုဆရာတော်ဖရာကြီးဟာနာမကျန်းဖြစ်နေတဲ့ကြားကပဲမန္တလေးမြို့ရွှေနှက်ရက်ဥချစ်ဆွေဒေါ်မမတို့ရဲ့နေရင်စံကြောင်းမှာစေဝါကုသမှုခံယူရင်းတရားဝဲများကျင်းပပါလိမ့်ရှင်မိုးကိုဆရာတော်ဖရာကြီးဟာမန္တလေးမြို့ဥချစ်ဆွေဒေါ်မမတို့ရဲ့နေအိမ်မှာသတင်းသုံးနေထိုင်ပြီးတရားဟောတော်မူတဲ့အခါတုန်းကတရားနာပရိသတ်တွေအများကြီးလာရောက်တရားနာကြပါဘူးမန္တလေးမြို့ဘော်ကသာမကစကိုင်း တရဦးစင်ငိုင်းကြောက်စဲစတဲ့နေပြီးပြီးရပုဂ္ဂိုလ်ရာလာရောက်တရားနာရတာလေအင်ချံဝင်းအကျယ်ကြီးမှာပြင်းတဲ့နေတဲ့အပြင်လမ်းမပေါ်ထိပြန်ထွက်နေပါလေတရားနာသူပြန်သူတွေကိုအရှင်ပြေဖို့အတွက်ဘောတော်ရင်များနဲ့ဘောတော်ရင်ပိုင်ရှင်တွေကအခမဲ့အဖို့အကျိုးလုပ်ကြပါလေကိုပိုင်ရင်ကိုပိုင်ကားတွေနဲ့လာရောက်ပြီးတရားနာရင်နဲ့ ပြုပြုလုပ်ပေးကြတာဖြစ်ပါတယ်ပြိသက်ဒီညာပြလွန်းလို့ဘလောက်ရှိတယ်လို့သိရအောင်လို့ရက်တောင်ဝေးနှားတဲ့အခါမှာရက်တောင်6000ကန်းတာကိုမလောက်ဘူးသိရပါဒါဟုကြည်ချင်းအားဖြင့်အဲ့ဒီခက်ကပြည်သူတွေရဲ့တရားတော်ပေါ်မှာကြီးညိုသရာပွားတဲ့စေနာသရာဝရိယစွမ်းအားတို့ကိုသိနေတယ် တန်ကြားပြီးသမျှရှင်မိုးကုဆရာတော်ဖျားကြီးဟာသက်တော်62နှစ်အရွယ်ဝါရော53ဝါရမှာမိုးကုမြို့သို့ကြွချီရောက်ရှိတော်မူခဲ့ပါသည်ကျွမ်းရောက်လာရခြင်းအကြောင်းရင်းကတော့မိုးကုမြို့မှအကြောင်းတကားကြီးဦးလေပြင်းထန်စွာနာမကျန်းဖြစ်နေလိုပါပဲရှင်မိုးကုစားတီအကြောင်းတကားကြီးဦးလေဆိုတာမိုးကုဆရာတော်ဖျားကြီးကိုမိုးကုမြို့သို့ရောက်ရှိအောင်စတင်ပင့်ဆောင်ခဲ့သူဖြစ်ပါတယ် ဒုတိယကမ္ဘာစစ်စစ်ကြောခေတ်9နှစ်စစ်ပီးခေတ်4နှစ်စုစုပေါင်း73နှစ်တိုင်အောင်မိုးကွမြို့မှာတရားပွဲတွေကျင်းပဖို့ဥဆောင်ခဲ့သူဖြစ်ပါလေရှင်။ကျောင်းတကာကြီးဦးလေရေမကောင်းစစ်တော့သူကျေးဇူးတွေအထူးရှိတယ်ဆိုပြီးဘိုးဘုတ်ဆရာတော်ဖခင်ကြီးကဦးလေကိုတရားဟောပြတယ်။ခန္ဓာညာရောက်တစ္ဆာတရားကိုအတိတ်ကထားပြီးဟောကြားတယ်။ ကကြီးဦးလေနေမကောင်းဖြစ်တဲ့အခါသူ့ကျေးဇူးတွေအထူးရှိတယ်ဆိုပြီးမုဟုဆရာတော်ဘုရားကြီးကဦးလေကိုတရားဟောပြပါတယ်။ဆရာတော်ဘုရားကြီးဟာမုဟုမြို့မှာ၅ရက်တိုင်တိုင်သတင်းသုံးနေထိုင်ရင်းကျောင်းတကာကြီးဦးလေကိုခန္ဓာညာရောက်သစ္စာတရားများဟောကြားပေးတော်မူခဲ့ပါတယ်ရှင်။မဲဝရဏဘယ်နဲ့နေလဲကွထုံစံတိုင်းမေးလိုက်တယ်ဝေနာဘုရားနောက်မဆုတ်ပါဘူးရှေ့ပဲတိုးနေတယ် ကောင်းကြိုက်တယ်လည်းလွန်နေပါပြ။ဝန်းနေကနာရရီလည်းအမနာမပြင်းပြင်းထန်ထန်ကြီးပါပဲ။အစရှိနေဝေဒနာကြီးအချင်းရာကရနှိမ့်ဆက်ပုံတွေအမျိုးမျိုးပုံပုံပြောတယ်။ပြောတဲ့အခါကျတော့ဘုရားသခင်ကိုရမေကြီးကဟောလိုက်တယ်။ဘွာတဲ့ဝေဒနာကဝေဒနာခန္ဓာ။ဝေဒနာကဘာပါလဲ။ဝေဒနာကဝေဒနာခန္ဓာဆိုတော့ဝေဒနာခန္ဓာနဲ့ငါနဲ့မရောစီနဲ့ဟိ။ ရားဓမ္မတွေပါတယ်နော်ဝေဒနာခန္ဓာကသူ့ဟာသူဝေဒနာခန္ဓာငါကသွားပြီးမရောပါနဲ့ဝေဒနာကသူ့ဟာသူကိုယ်ကနားလိုက်ဒီကနားလိုက်ဒီကကျင်လိုက်ဒီကကဲဒီကထိုးလိုက်ဝေဒနာကတော့သူခန္ဓာကိုယ်ရှိနေတယ်ဝေဒနာခန္ဓာကြီးဆိုသောကြောင့်ဥပအောင်ဝေဒနာကတော့ဖြင့်ရှိနေမှာပဲရှိမှာပါဝေဒနာခန္ဓာကိုဗျမှန်ပါဘူးအဲ့ဒီအချိန်ဘုန်းကြီးတရားဓမ္မတွေကဝေဒနာခန္ဓာဝေဒနာခန္ဓာလို့ပဲသိထားရမှာ ်ပါဘူး။ဘောငါဖြစ်မှဖြစ်ရလေကျင်းလို့ဝေဒနာထဲမှာငါဝင်မထိုးလိုက်နဲ့။မှန်ပါပါဗျာ။သဘောကျ။မှန်ပါပါဗျာ။ဝေဒနာထဲမှာငါဝင်မထိုးပါဘူး။ဝေဒနာထဲမှာငါဝင်မထိုးလိုက်ပါနဲ့။တပေပုံကိုဟောပေတဲ့ခါကျမှ ပေကန်နီးမှဒီတရားကိုပွားများရလို့ငါကဘာမှမသိတဲ့ဖကုဏရန်လေးဟာအနာကံတိတာ။မှန်ပါပါဗျာ။ဒါကိုပြောကြတယ်နော်။ ကောင်းပြီဒါကဒီတရားရှိထားတာဟောလို့ရင်တရားကဒါမဟုတ်ပါဘူးသေလွန်ပြောင်းလဲခါမို့ဒီဥစ္စာရှိထားဟောတယ်လို့မှတ်ထားဖို့မှန်ပါပါဘုရားသေပုံသင်နည်းကိုဘုရားကဒီသင်နည်းဟာကောင်းတယ်ဆိုတဲ့ဥစ္စာသူချိန်မွန်ထားလို့ဒကာဓမ္မတို့ကိုရှင်းပိုင်းကသိစေချင်လို့ဒါပြောပါတယ်ရောက်ရည်ညင်တန်းကြားပြည်တယ်များရှင်ဘုရားရောဖျားခြင်းဟာ ခုရ1324ခုနှစ်ဒွေဥပောက်မှာမိုးရိပ်မှုကိုကြောက်ရွံ့နေတဲ့အချိန်ချက်မှန်ကြောက်ရွံ့တော်မူခဲ့ပါသည်။ဆရာတော်ဘုရားကြီးဟာအခုရ1324ခုနှစ်နေုံလကြီးကျော်14ရက်လောက်ွယ်နေ့မှာမိုးကွန်းမြို့မင်္ဂလာတိုက်ကျောင်းကြီးပေါ်မှာဟောတံပီးသုတ်တရားတော်ကိုဟောကြားပြီးတော်မူခဲ့ပါသည်ရှင်။၎င်းတော်ကမလို့လောကမှာမြေပေါက်ဘုရားဇီလီတွေပြီးသွားတဲ့အခါမှာ ထိတင်ပြီးတော့ပူဇော်ရသလိုတရားစခန်းဝတရားဝတ်ပြီးသွားတဲ့အချိန်မှလည်းတရားထိတင်ရတယ်တရားထိတင်သောအနေအားဖြင့်တရားတကမတို့ကိုမိမိကိုယ်ကိုစစ်ဆေးနိုင်အောင်ဘုန်းကြီးကမှတ်တမ်းပေးခဲ့မယ်တရားတကမတို့သူများ မေးစရာလိုသေးလားမလိုပါဘူးကိုယ်ကိုယ်ကိုစစ်ဆေးနိုင်အောင်ဘုန်းကြီးကမှတ်တမ်းမပေးပြီဘူးလားပေးပါ ဒီနေရာမှာဘုသူဇဉ်နဲ့သောတာပန်ကွာခြားရက်မရှိပေဘူးလားရှိပါပါဘုရားဒကာဒကမတို့ဘုသူဇဉ်ဆိုတာကရှစ်ကျော်ရှိတယ်သောတာပန်ပုဂ္ဂိုလ်ကဖြစ်ကျော်မတို့ပေဘူးလားရှိပါပါအဲ့တော့သောတာပန်ပုဂ္ဂိုလ်ဟာဖြစ်ရင်ဖြစ်မှန်းသိတယ်ဘုသူဇဉ်ကြတော့သိသေးရဲ့လားမသိပါဘူးဒါမြင်ပုရုဇဉ်ကမသိလိုက်တဲ့အတွက်ကြောင့်ဒီရဲ့နောက်ကညံလိုက်နိုင်ရဲ့လား သောတာပန်ပုဂ္ဂိုလ်ကြတော့ဖြစ်ရင်ဖြစ်မှန်းသိအဲ့ဒီနောက်ကပါလိုက်ပါလေဟောပုရုဇဉ်နဲ့သောတာပန်กว่าမกว่าဒီအမြင်မျိုးရှိလာပြီဆိုရင် သူများမေးเสียလို့သေးလားကိုယ်ကိုယ်ကိုကိုညာနဲ့ကိုစစ်ဆေးတယ်ဆိုတော့လွဲပါဦးမလားမလွဲပါဘူးဗျာဘုရုတင်ကြတော့ဖြည့်ရင်ဖြည့်မှန်သိသေးရဲ့လားမသိပါဘူးဗျာမသိတာပါပါလေဝိဇ္ဇာသောတာပန်ပုဂ္ဂိုလ်ကြဖြည့်ရင်ဖြည့်မှန်သိမသိမသိပါဘူးဗျာ သိတာပါပါလေဟောကွဲမကွဲဘုရုဇင်းနဲ့သောတာပန်ကွာမသွားဘူးလားထူးခြားသလားမထူးခြားဘူးလားနောက်ငိမ့်အေးအောင်ကုစားတယ်နော်သောတာပန်ပုဂ္ဂိုလ်ကြောင့်တော့တခုခုပြစ်လာပြီဆိုတော့နောက်ကညံလိုက်လဲတော့ငိမ့်အေးအောင်ဆိုတော့ဘာလို့ရမလဲဖြစ်ပြဲမရှိပါဘူးလားနောက်ကဘာလို့ရမလဲဖြစ်ပြဲရှိပါဘူးရှိကဖြစ်ပြဲ ဘုရားရှင်ဘောဂုရောကြောင့်ငြိမ်းအေးအောင်မလုံးနိုင်ဘူးဖြစ်ကြောက ရှည်မသွားဘူးလားရှည်ပါဘူးဒေါသဖြစ်လိုက်တဲ့ဒေါကတပတိကစသည်ဖြင့်အရှိယပတုဿသမုပ္ပါတမ်းမသွားဘူးလားရှည်ပါဘူးသောတာပန်ဘောဂုကြောင့်ဘာပဲဖြစ်ဖြစ်တဲ့နောက်ကရှုညာလိုက်မလိုက်ရှည်ပါဘူးအဲဘုရားရှင်နဲ့သောတာပန်ဘာကွာသွားသလဲရှုညာလိုက်မလိုက်ကွာမသွားဘူးလားရှည်ပါဘူးအဲ့တော့မိမိကိုယ်ကို စစ်ဆေးဖို့အခွင့်အရေးတွေရမရရှည်ပါဘူး ဒီမတန်ဒီမတန်တည်းဆိုရင် သူများမေးเสียလို့သေးလားမေးပါဘူးခင်ဗျာ။နောက်ငိမ့်အေးအောင်ကုစားတယ်နော်။အဲ့ဒါဘယ်သူပါလိမ့်။သောတာပန်ပါဘူး။အဲ့တော့ဘုရုဇင်းတဲ့သောတာပန်ကွာမသောဘူးလား။ကွာပါပါခင်ဗျာ။အေးတက္ကရာကမတို့တဲ့။စိတ်တည်ငိမ့်အေးလွန်ကျူးကုစိတ်။ဘုရုဇင်းဘောကိုရောကြတော့ဘာပဲလုပ်လို့မနှောကန်လေးကြံစီပြီးတကအမျိုးမျိုးအပေါ်မုံဘယ်သူကဘယ်လိုလုပ်လဲရမလဲဘယ်လိုပြောလဲရမလဲစသည်မလာပေဘူးလား။ သောတာပန်ပုဂ္ဂိုလ်တို့ကြောင့်ဒီသဘောမျိုးလာသေးရဲ့လားမှန်ပါပါဘုရားသို့သော ပမာဒလေကတတိမေသွားလို့အကြောင်းကျိုးညီလို့တခုခုတိုက်ဆိုင်သွားခဲ့သည် ရှိတော်လွန်ကျူးတဲ့စိတ်ပါရဲ့လားမှန်ပါပါဘောပုရုဇဉ်နဲ့သောတာပန်ကြွားမသွားဘူးလားမှန်ပါပါပုရုဇဉ်ကြတော့သူများလွန်ကျူးတဲ့စိတ်ကလေးတွေပေါ်လာတယ်သောတာပန်ကြောင့်ဒီစိတ်ထားမျိုးရှိသေးရဲ့လားအေးတရားတော်ကပုရုဇဉ်နဲ့သောတာပန်ကြွားချကြဲဆိုရှင်းမနေဘူးလားရှင်းပါ တကားတော့ထွက်လန်းမရှိတဲ့ဟောဒီဗုဒ္ဓမြတ်စွာ သာသနာကလွဲပြီးတကားလားဒုက္ခထွက်ပေါက်မဲခင်ရှင်းပါအကျင့်ဆိုတာရှိရလားရှိပါဘူးဗျဗုဒ္ဓမြတ်စွာ သာသနာမှသာလျင်မဲခင်ရှင်းပါရှိတယ်နော်ဒုက္ခထွက်ပေါက်ဆင်းရဲထွက်ပေါက်မရှိပေဘူးလားရှိပါဘူးဗျဗုဒ္ဓမြတ်စွာ သာသနာမှသာလျင်ဒုက္ခထွက်ပေါက်ဆင်းရဲထွက်ပေါက်နိဗ္ဗာန်ရောက်ကြောင်းအကျင့်ရှိမရှိရှိပါဘူးဗျအဲ့ဒါလို့ရဲရဲတင်းတင်းယုံကြည်တာဒီဘယ်သူပါလဲ ယခုပြောနေတဲ့တရားစကားတွေသည် သူများစစ်ဆေးဖို့လားကိုယ်ကိုယ်ကိုစစ်ဆေးဖို့လားကိုယ်ကိုယ်ကိုစစ်ဆေးဖို့ပါဗျာကြီးနောက်တစ်ချက်တရားတော်ကမတို့ဒီပုဂ္ဂိုလ်သည်တိလကောအပြည့်ခံရဲ့လားမှန်ပါပါဗျာရက်မခံဘူးအဲ့ဒါဘာလို့လဲသောတာပန်မတိလကမြဲတာဘုရုရှင်တိလဆိုတာက မြဲတဲ့ခါလဲမြဲတယ်မမြဲတဲ့ခါလဲမမြဲပါဘူးဗျာသောတာပန်ပုဂ္ဂိုလ်တို့ဒီတရားတော်ကမအကြောင်းကိစ္စကြီးငယ်ရှိလို့ ယောဂင်္ဂနာလိုက်ခရသည်ရှိတော်မင်းဒီလိုလေးတော့လိန်ပြောပေးပါလို့ခိုင်းသည်ရှိတော်လိန်ပြောရဲ့လားမပြောပါဘူးလောကလူမှုရေးကြောင့်မကင်းတရားလိုက်ရညာတော်လဲသောတာပန်ပုဂ္ဂိုလ်သီလအပြည့်ခံရဲ့လားမပြောပါဘူးဘုရုဇဉ်ပုဂ္ဂိုလ်ကြတော့ဟောဘုရုဇဉ်နဲ့သောတာပန်ကွာမသွားဘူးလားဒီနောက်တရားရကမောက်ကြည့်လိုက် သောတာပန်ပုဂ္ဂိုလ်သည် တရားနာတဲ့နေရာမှာ ယူယူသေးသေးလေးလေးစားစားနာတယ်နော်ဖရာကိုအာယုံပြုတရားကိုအာယုံတန်ခါကိုအာယုံပြုပြီးတကားလားလေးလေးစားစားမနာပေဘူးလားမနာပါဘူးဘုရားဥရုဇင်ကြတော့တကားငိမ့်ငိမ့်စိမ့်စိမ့်ရှိသေးရဲ့လားရှိပါဘူးစိတ်ကမငိမ့်တော့ကြံနာရဲ့အကုန်ငိမ့်ပါဦးမလားငိမ့်ပါဘူးသောတာပန်ကြတော့ငိမ့်တဲ့မှုရှိမရှိရှိပါဘူးယူယူသေးသေးလေးလေးစားစားဂါရဝတရားလည်းရှိမရှိရှိပါဘူးကဲသူမြန်စစ်ဆေးဖို့လားကိုကိုကိုစစ်ဆေးဖို့လားကို နောက်တရားရသောတာပန်ပုဂ္ဂိုလ်သည်တရားနာတဲ့နေရာမှာတရားဝေပြီးဆုံးသွားလိုက်တဲ့အချိန်မှာအင်မတန်မှဝမ်းသာတယ်နော်။ဘာဖြစ်လဲဆိုတော့ပုရုဇဉ်ပုဂ္ဂိုလ်ကတရားတစ်ပွဲပြီးသွားတယ်ဆိုရင်ပြီးကပြည့်နာတယ်။ပြီးကပြည့်နာတယ်ဆိုပြီးဓမ္မယုံနဲ့ပြည့်ထားကြတာပဲ။ဘာတရားရဲ့လို့အစအလယ်ဆုံးသုံးပါလို့မှတ်မိသေးရဲ့လား။မှန်ပါပါဘုရား။အော်ဒီတရားလေးတို့ဗုဒ္ဓဘုရားဟောခဲ့လို့ ဒီလိုနာရတယ်ဒီလိုသိခွင့်ရဒီလိုအသိဉာဏ်မျိုးတွေရတယ်ဒီလိုနိဗ္ဗာန်ရောက်ကြောင်းတရားတွေသိခွင့်ရတယ်ကျင့်ခွင့်ရတယ်ဆိုပြီးတရားနာပြီးတဲ့နောက်မှာဝမ်းမြောက်ဝမ်းသာစွာနဲ့ဆင်ခြင်နှလုံးသွင်းမနေဘူးလားမနေပါဘူးအဲ့ဒါဘာလို့လဲဘုရားသင်္ချာအဲ့လိုဆင်ခြင်နှလုံးသွင်းမှုဝမ်းမြောက်မှုရှိသေးရဲ့လားရှိပါဘူးဟောသူများစစ်ဆေးရမှာကိုယ့်ကိုယ်စစ်ဆေးရမှာလား ဒီမတိုင်လေးနဲ့ဒီအင်္ဂါရီယာလေးနဲ့ဆက်ဆက်ငါသည်ဘယ်အင်္ဂါနဲ့ညီးသလဲတစ်ချက်နဲ့ညီးသလား၁နဲ့ညီးသလားနံပါတ်1နံပါတ်3စသည်ဘာနဲ့ညီးသလဲလို့ကိုယ့်ကိုစစ်ဆေးရမှာနော်အဲ့တော့ဒီအင်္ဂါရီယာဒီနဲ့တစ်ချက်မှမညီဘူးဆိုရင်ဘယ်တဲ့ပါသွားဩဒီတဲမှာငါတို့တော့ဘယ်အင်္ဂါရီယာလေးနဲ့ညီးတယ်ဆိုရင်ဘယ်တဲ့ပါသွားမလဲအကုန်လုံးမညီနိုင်တော့မှဒီထဲမှာတစ်ချက်နှစ်ချက်သုံးချက်ပြည့်ညီလို့ရှိရင် ောတာပအဆင့်လောက်ရောက်မရောက်အကုန်လုံးညီသွားပဲဆိုရင် ကိုကိုကိုမဟာသောတာပန်လို့ဆုံးဖြတ်ချက်ချနိုင်မချနိုင်အဲ့တော့ဒီအင်္ဂါရတ္တိကိုအကုန်လုံးအကျဉ်းချုပ်လိုက်တော့ဘုရုဇင်သည်ဖြစ်ကျော်ရှိတယ်သောတာပန်သည်ဒါအကုန်လုံးမမှန်မိခဲ့သည်ရှိတော့ဒီနှစ်ချက်တည်းနဲ့စစ်ဆေးလိုက်နိုင်လွယ်မလွယ်ဒါမြင်တရားတော်ကမောက်ယင်းဒီ ဒီနေ့တရားဝဲတင်လိုက်ပြီနောက်ရည်ရည်တန်ကြားပြည်ကညာရှင်မိုးကုဆရာတော်ဖျားကြီးဟာမိုးကုမြို့မှာတရားဟောကြားတော်မူပြီးနောက်အမရပူရသို့ပြန်လည်ကြွရောက်တော်မူပါသည်အမရပူရမှာသုံးရက်သာနာပြီးရန်ကုန်မြို့သို့မြေထားဖြင့်ဆက်လက်ကြွတော်မူပါသည် အကြောင်းကတော့အဲ့ဒီခေတ်နိုင်ငံတော်အစိုးရကမိုးကုတ်ဆရာတော်ဖျားကြီးကိုအခမဟာပဏိတဝရဇိတ်တော်ဆက်ကပ်လှူဒါန်းမှုကြောင့်ဖြစ်ပါလိမ့်။မန္တလေးမြို့မှာရန်ကုန်မြို့သို့ရေထားခီးစဉ်ဖြင့်ကြွတော်မူရမှာညောင်လေးပင်ဘူဒါဘကိုးဘူဒါတွေမှာရထားရနာကైပြည်သူအထောင်အထောင်ဟာမိုးကုတ်ဆရာတော်ဖျားကြီးကိုလာရောက်ဖူးမြော်ရင်းတရားနာယူကြပါလိမ့်။ဘုဟုဆရာတော်ဖျားကြီးကလည်းအချင်းရှိကైလုံလဆိုင်ပြီးတခြားရနာကైမှာပဲတရားတော်များဟောကြားတော်မူခဲ့ပါရှင်။ ဘုန်းကြီးတို့ဆိုတာကတန္တရာခยีသွားတွေပါမှန်ပါပါဘာတည်တယ်လဲတန္တရာခยีသွားပါဗျာအဲ့မိမိတို့ပစ္စုပန်ဘဝ တံတရားခီးသွားတယ်ဘယ်ကစကြပါလိဆိုတော့စဉ်းစားကြဆိုဆိုတော့ဇာတိဘူတာကစလာတယ်မှန်ပါဗျာဒါကစလာပါလိဇာတိဘူတာစလာပါဗျာအဲဒီဇာတိဘူတာမှာတရားရကမတို့ဦးဇင်းတို့မိဝန်တဲမှာကိုလကွယ်ဆလာနိဗ္ဗာန်ဒုက္ခမျိုးစုံမကြုံရဘူးလားကြုံရပါတယ်ဗျာကြုံရတယ်အဲဒီဇာတိကနေပြီးယခုဇာရာရောက်မလာဘူးလား ဟုတ်ပါပါဘုရားဆိုတာဒကာရကမတို့အိုတဲ့သဘောမပြောရဘူးလားပြောပါရဲ့ခင်ဗျာအိုတဲ့ဆိုတာဒကာရကမတို့ဆင်းရဲမလားချမ်းသာမလားဆင်းရဲပါရဲ့ခင်ဗျာမျက်ကြည်တွေလည်းမွဲလာပြီးနားတွေလည်းထိုင်းမလာဘူးလားထိုင်းပါရဲ့ခင်ဗျာအဲ့ဒါဇရာမီးလောင်နေတော့ပေါ်မလာဘူးလားပေါ်ပါရဲ့ခင်ဗျာအဲ့ဒီဇရာဒုက္ခကလွတ်ပြန်တော့ဗျာဒီဒုက္ခဒကာရကမအိယာဖျားကကြုံရမလားမကြုံရဘူးလားကြုံရပါရဲ့ခင်ဗျာခန္ဓာရှိတဲ့ဘုံကိုယ်တိုင်းဒီလမ်းကြီးပြေလွတ်ပါမလားလွတ်ပါ ်ပါဘူး။ကိုကြည့်ကိုလည်းမမတဲ့နဲ့ရေလေးတစ်ခက်တောက်ချင်တာတောင်မှပြောနိုင်ရဲ့လား။ပြောနိုင်ပါဘူး။ဒီအဲ့ဒီကနေလွန်မြန်တော့မရဏဒုက္ခအသေးဆုံးမကြုံရပြီဘူးလား။ဆိုရပါရဲ့ဗျာ။ဒါကြောင့်ခန္ဓာရတဲ့ဘုံကိုယ်တိုင်း တဂါရကမတို့ဒီခန္ဓာယထာကြီးကတော့သွားနေကြတော့ဇာတိဘုဒ္ဓကထွက်လာတော့ဇရာမရောက်ပေဘူးလားရောက်ပါရဲ့ခင်ဗျာဇရာကနေဗျာတိမရောက်ပေဘူးလားရောက်ပါရဲ့ခင်ဗျာမရဏမဆိုင်ရပေဘူးလားဆိုင်ရပါရဲ့ခင်ဗျာဒါကြည့်ယနေ့တဂါရကမတို့စဉ်းစားရမှာကဗုဒ္ဓမြတ်စွာသာသနာတွင်ကြုံလုံးကြုံခိုက်မှာခန္ဓာယထာကြီးသွားနေကြလမ်းစဉ်တည်းမလိုက်ဘဲနဲ့ဟောဒီခန္ဓာယထာကလွတ်ပြီတကားလားဟောဒီခန္ဓာဒုက္ခကလွတ်တယ် နိဗ္ဗာန်ချမ်းသာရောက်အောင်ဆိုတော့မဲ့ခင်ယထာကိုပြောင်းစီရမယ်မှန်ပါပါဘုရားဒေယထာပြောင်းစီရမယ်လားမှန်ပါပါဘုရားပြောင်းစီရမှာပါဘုရားဒါကြတဲ့ကမတို့သာသနာနဲ့တူတော်မှာဒီယထာပြောင်းမစည်းနိုင်ရင်ချမ်းသာစေရနိုင်ပါမလားရနိုင်ပါဘူးဘုရားဒါဖြင့်ဒီယထာပြောင်းစီရသို့ဆိုတော့ဒါကြတဲ့ကမဩဘူးတာကလည်းထွက်လာပြီနော် အဲ့တော့ဥဒ္ဒကတော့နာဗုဒ္ဓမရောက်ခင်ဂျာကာလလေးမှာမဲ့ပင်ယထာကို ပြောင်းပြောင်းပြောင်းစီးပြောင်းမစင်ရပြီဟုတ်လားစီးရပါပါဗျာဒါတော့ကမတို့အနာကြီးနာမအိယံပြာကကြုံမကိုယ်ကြည့်ကိုယ်လည်းမတည်နိုင်မှဒီရတာစီလို့လွယ်ပါမလားလွယ်ပါဘူးဗျာဒီတိုင်းတရားတော်ကအိုရာကနာယာမရောက်ခင်ဂျာကာလလေးမှာတဲ့ ဩရိသာသနာတုံးယထားပြီးမဲ့ခင်ယထားကိုပြောင်းပြောင်းပြောင်းစီးပြောင်းမစင်းရပြီဘုလားစီးရပါဗျာအဲဒီနေ့တကားတော့ဒီယထားစီးရဖို့ဆိုတော့ လမ်းမကိုစီမอยู่ရပြီဟုတ်လားယူရပါဘူးဗျာအဲ့ဒီလမ်းမဆိုတာတရားတော်မှာတရားမဟုတ်ပါဘူးတရားတရားပါပဲမှန်ပါဗျာတရားတရားရှိတဲ့ဘိုးကမှမဲခင်ယထာစီးလို့ရမှာနော်မှန်ပါဗျာတရားတရားလမ်းမမရှိတဲ့ဘိုးကမဲခင်ယထာစီးလို့ရပါမလားမရပါဘူးဗျာအဲ့ဒီစီးတဲ့နေရာမှာလည်းတရားတော်မှာကြီးဒါနာဒါန်လည်းရှိတဲ့သီလဒါန်လည်းရှိတဲ့သမထဒါန်ဘာဝနာဒါန်အတန်းပဲနှမျိုးပါလေ ၄မျိုးပါ၄မျိုးမရှိဘူးလားရှိပါရဲ့ဒီယထာတော်ကြီးမှလည်းတခါသူ့အဆင်းနဲ့သူအတန်းမျိုးမျိုးရှိတယ်လို့မိမိတို့တန်ခရာသွားတဲ့နေရာမှာလည်းဒါနယထာလောက်ရှိလို့ရှိရင်သုံးချက်တဘုံဒုက္ခနဲ့ပြန်မရပြီဘူးလားပြန်ပါဘူးဗျာဒီလယထာလောက်ရှိရင်လည်းလမ်းဆုံးမှာမလားဆုံးပါဘူးဗျာသမတယထာရှိရင်လည်းတခါတော့ဒုက္ခနဲ့ကလွတ်ပါမလားလွတ်ပါဘူးဗျာအဲ့ဒါဒီဒုက္ခချုပ်ငြိမ်းတဲ့နိဗ္ဗာန်ရောက်ချင်ရင်တခါတော့ကမောအထက်တန်းတွင်ဖြစ်တဲ့ မဲခင်ယထာကိုစီးပြီးအောင်စီးပါလို့တတိမပေးရဘူးလားပေးရပါပြီအဲ့တော့ဒီမဲခင်ယထာရှိမဲ့ဘောဂုံဒီတရားတရားရှိဖို့အရေးမကြီးဘူးလားရေးကြည့်ပါဦးဗျာတရားတရားဆိုတာကတရားရကမောက်ဖရာအဘောယုံကြည်တာပါပါလေဘုရားဘောယုံကြည်ရပါဗျာတရားဘောယုံကြည်တာမရှိပေဘူးလားရှိပါရဲ့ဗျာသံဃာဘောယုံကြည်တာမရှိပေဘူးလားရှိပါရဲ့ဗျာအဲ့တော့မယားတရားသံဃာရဲ့အဘောယုံကြည်တဲ့တရားတရားလက်မှကိုယ်တိုင်ရှိတဲ့ဘောကိုမှ တခါတည်းကမထတန်းယထကိုကြားကြားနဲ့လားစီးပွင့်မရပြီဘူးလားပြောပါရဲ့ဗျာအဲ့တော့ထတန်းတဲ့ထတန်းယထသည်မဲခင်ယထလို့မပြောပြီဘူးလားပြောပါရဲ့ဗျာဒါကြောင့်တခါတည်းကမတို့ဒါနာယထသီလယထသမထယထဒီအန်တွဲတွေဘယ်လိုရှင်းများတော့လဲတဲ့ အဲ့ဒီနေရာမှာသစ္စာဉာဏ်လေးထည့်လိုက်ပါဘာဉာဏ်ထည့်ရမလဲသစ္စာဉာဏ်ထည့်ရမလဲသစ္စာဆိုတာအမှားလားအမှန်လားအမှန်ပါဗျာအမှန်တရားဘယ်မှာရှိခန္ဓာမှာရှိရပါဘောခန္ဓာကဘာသစ္စာပါလိဒုက္ခသစ္စာပါဘောဒီဒုက္ခသစ္စာကလွတ်ကျင်တယ်ဆိုရင်စွန့်တောင်းရမှာလားယထာပြောင်းရမှာလားယထာပြောင်းပါဗျာအဲ့ဒီယထာကလည်းတခြားလားမဲ့ခင်ယထာလားမဲ့ခင်ယထာပါဗျာမဲ့ခင်ယထာကသာသနာတွင်လားသာသနာပါလားသာသနာတွင်ပါဗျာသာသနာတွင်မှာပေါ် ယထာသာသနာတော်မှာဒီယထာမကြုံရပြီဟုတ်လားဟုတ်ပါဘူးခင်ဗျာဒီကြုံလုံးကြုံတိုင်းမှာဒီမဂ်ရထာကိုရအောင်မစည်းနိုင်ဘူးဆိုရင် တရားတော်ကမတို့နောက်သာဒုက္ခသိမှုလွယ်ပါမလားလွယ်ပါဘူးဗျာဒီအချိန်ဒီအချိန်ကောင်းဆိုတာမှန်မနေဘူးလားမှန်နေပါဘူးဗျာအကံကောင်းလို့တရားတော်ကမတို့သာသနာရင်းယထာနဲ့မကြုံရပြီဘူးလားကြုံပါဘူးဒီဉာဏ်ကောင်းတဲ့ပုဂ္ဂိုလ်မှ စီးလို့ရမှာမှန်ပါဗျာဉာဏ်ကောင်းတဲ့ပုဂ္ဂိုလ်စီးလို့ရပါမလားမှန်ပါဘူးဗျာအဲ့ဒါရှင်းရသေးဆိုတာအချိန်ဆွဲမနေနဲ့မှန်ပါဘူးဘုရားကနာရမရောက်ခင်ဈာန်ကာလလေးမှာ ဒီမဲခင်ယထာကိုစီးပြီးအောင်စီးပါဆိုတာတတိမပေးရဘူးလားပြရပါဗျာဒီကြောင့်ဆိုတော့တရားရကမအဝေးကြီးမဟုတ်ခန္ဓာမှာဒေနာပါလေခန္ဓာပါဗျာခန္ဓာနဲ့တတိတာဝရိယစိတ်ပေါ်ရပေါ်ရလေးရှုနေမဲခင်ယထာစီးရရောက်မရောက်ရောက်ပါဗျာပြင်းပြရှုနေမဲခင်ယထာစီးရရောက်မရောက်ရောက်ပါဗျာအကျုံလုံးကြုံတိုင်းမှာတရားရကမခန္ဓာယထာလမ်းစဉ်နဲ့မလိုက်ဘဲနဲ့ အဲ့ဒီကနေမဂ္ဂင်ရဖြတ်မလိုက်ရဘူးလားလဲပါဘူးမဂ္ဂင်ရလိုက်ကြလို့ဆိုတော့လေကိုကလည်းအတိမဥသေးလို့ကြုံရတာမှန်ပါပါဘုရားသာသနာကလည်းမကွယ်သေးလို့ဘာကိုကမသိလို့သာသနာကွယ်တော့ဒီရစည်းဝင်ရပါမလားမှန်ပါပါဘုရားဘယ်ယနေ့တကာရကမကိုကသေးသွားရင်လည်းစည်းဝင်ရပါမလားမှန်ပါပါဘုရားသာသနာလည်းရှိတယ်လေကိုကလည်းအတိမဥသေးဘူးမဂ္ဂင်ရထားကလည်းနေလာပါမှထွန်းကားမနေဘူးလားမှန်ပါပါဘုရားဒီကားကြီးတကာရကမနိဗ္ဗာန်လိုချင်တယ်ဆိုရင် ခန္ဓာရထသွားနေကြတဲ့စီမလားမေခင်ရထပြောင်းစီမလားမေခင်ရထပြောင်းစီပါပါဘုရားမေခင်ရထပြောင်းစီနေတဲ့ဘောဂတိကံလည်းကောင်းဉာဏ်လည်းမကောင်းဘူးလားမှန်ပါဘူးဗျာအကံကောင်းဉာဏ်ကောင်းတဲ့ဘောဂုံမှဒီမေခင်ရထစီပြန်ရတဲ့ကြောင့်ဖြေပေါ်မလာဘူးလားမှန်ပါဘူးဗျာအဲနေတိုင်းနေတိုင်းဘယ်ရထပြောင်းစီရမလဲမေခင်ရထပြောင်းစီရပါဘူးမေခင်ရထပြောင်းစီရင်ဒုက္ခတွေသိမ့်မသိသိမ့်ပါဘူးဗျာဒုက္ခတွေသိမ့်တာနိဗ္ဗာန်ရောက်နိုင်မရောက်နိုင်မှန်ပါဘူးဗျာ भावला